နွေထွေးပြီးတက်တောင်တက်တာရှိတဲ့တွင်ထဲမှာဝင်ရိုးစင်းပိုလာဝဝံမကြီးဟာ အိပ်ပျော်နေစင်မှာပဲကလေးတွေကိုမွေးဖွားခဲ့တာကြောင့် မွေးဖွားခြင်းဖြစ်စဉ်ဟာသူမအတွက်နာကျင်မှုမရှိတလို့ဖြစ်စေခဲ့ပါတယ်။တိတ်မကြခင်မှာပဲကလေးတွေစားလောင်ပြီးအော်ဟစ်နေကြတဲ့အတွက်အိယာမနိုးလာခဲ့ပြီးသူမရဲ့ပင်ကိုအတိစိတ်ဖြင့်ကလေးတွေကိုရှာနေရနေခဲ့ပါတယ်။ကလေးတွေကလည်းမိခင်ရဲ့နိုးရတာကိုခံစားနေကြပါပြီ။ဘိုလာဝတ်ဝင်ရဲ့နိုးဟာအလွန်ရတာရှိတယ်လို့လူနိုးထက်ဆယ်သပိုများတော့အစီများလဲပါဝင်ပါတယ်။ကလေးတွေဟာတွင်းထဲမှမထွက်မီ သူတို့ကိုလေးချိန်ထက်ဆယ်သားပိုများတော့နှုံများကိုတောက်သုံးကြရပါတယ်။စောင်းရည်ဟာမပြီးသေးတော့ကြောင်အပြင် လောကမှာလည်းတိတ်ဆိတ်နေပါတယ်။မိခင်ဝဝမာကြီးနဲ့သူ့ရဲ့ကလေးတွေဟာလုံးလာကြော်လောက်ဒီတီးတွင်းထဲမှာနေကြရအောင်ပါ။ဒီချိန်မှာဝဝမာကြီးဟာသူ့ရဲ့ကလေးတွေကို နိုးတိုက်ကြွေးနိုင်ဖို့ ပြီးခဲ့တဲ့ຫນွေဦးပိုင်းကသူစားလို့ရရမြကိုတိုးလောင်ထားခဲ့တဲ့အစီကိုယ်ရာအားကိုးနေရပါတယ်အခုသူ့မှာနေ့စဉ်1ကီလိုဂရမ်အစီကုန်ဆုံးနေပါပြီနောက်ဆုံးတော့အာတိတ်ဒေတာရဲ့ပထမဆုံးနေအောင်ကြီးဟာ ရှေးလျားလာတဲ့ဆောင်းရာဒီအမောင်တို့ကိုမောင်းထုံနိုင်ခဲ့ပါပြီ။ပိုလာဝဝင်မိသားစုဟာသူတို့ရဲ့ဆောင်းခုချင်းအားပြီးဆုံးသွားတာကြောင့်တွင်ထဲမှာထွက်လာကြပါပြီ။ဝဝင်လေးတွေဟာပြင်ပကဘာကို ပထမဆုံးချိန်မြင်ရတဲ့အတွက်သူတို့ပက်ပက်လေးကိုလိုက်ကြည့်နေကြပါတယ်။မိခင်ဝဝင်မကြီးကတော့အစာရှာရအောင်မှာပါ။ဒါပေမဲ့အန်ဒီရဲ့ကလည်းတိတ်တိတ်ချင်းကလာပါပြီ။ဝဝင်တီကြီးတကောင်ဟာမိလိုက်ဖို့အတွက် သူတို့မိသားစုရဲ့လမ်းကြောင်းတိုင်းလိုက်လာနေပါပြီ။သူ့ရဲ့ခန္ဓာကိုယ်ဟာဝဝံမာကြီးထက်နှစ်ဆလောက်ပိုကြီးပါတယ်။ဝဝံမာကြီးဟာနုံနုံကြကြရှိတဲ့အတွက်တည်ထားနေမိပါတယ်။အပိုင်းသက်လေးကိုစက်တင်ပေးအောင်မှဖြစ်လို့စောင့်မျှော်အားပေးကြပါဦး။